ကဘာကြီးရဲ့အဆုံးတက်ကိုတင်ပလို့မြင်လဲလူသားတွေရဲ့အမားတွေကနေပျက်စီးခြင်းစီကိုဥတီနေတဲ့ကဘာကြီးအကြောင်းစဉ်းစားဖူးပါသလားဒီနေ့မှာစာရေးဆရာမာရီယိုမန်ဒိုဇာရဲ့ကဘာကုံဆုံးခြင်းမှတ်တမ်းစာအုပ်အကြောင်းပြောပြပေးသွားပါမယ်မိတ်ဆွေတို့ရေဒါဟာလူသားတွေရဲ့အမောက်ပချံနဲ့ကဘာကြီးရဲ့အနာဂတ်အပေါ်မှာမိကိုထုတ်ထားတဲ့စာအုပ်တော့ဥပါစာရေးဆရာမာရီယိုမန်ဒိုဇာအကြောင်း မာရီယိုမန်ဒိုဇာဟာစိတ်ဝင်စားဖို့ကောင်းတဲ့စာရေးဆရာတစ်ယောက်ပါ။သူဟာသူ့ရဲ့အတွေ့အမြင်တွေကိုစာအုပ်တွေထဲမှာပုံဖော်လေးရှိပါတယ်။အတိတ်ကပေးသောသတင်းစကားမာရီယိုမန်ဒိုဇာဆိုတဲ့စာရေးဆရာတစ်ယောက်သူ့ရဲ့ကောလိပ်တုန်းကတငယ်ချင်းဟောင်းဒန်နီယယ်ဂိန်းစီကနေမမျှော်လင့်ပဲအီးမေးလ်တစ်စောင်ရခဲ့ပါတယ်။အီးမေးလ်ထဲမှာသူတို့ရဲ့အတိတ်ကခင်မင်ရင်းနှီးမှုတွေသူတို့နှစ်ယောက်လုံးချစ်ခဲ့ကြတဲ့ကာမင်အန်ဒရူးဆိုတဲ့မိန်းမအကြောင်းတွေပြန်ပြပြထားပါတယ် ဒန်နီယယ်ဟာဘာစီလိုနာမြို့မှာပမောက္ခတယောက်ဖြစ်နေပြီးမာရီယိုကိုသူ့အမိပျောက်ဆုံးနေတဲ့အကြောင်းနဲ့နောက်ဆုံးမိသားစုလျှို့ဝှက်ချက်ကိုဖြည့်ရှင်းဖို့လိုအပ်နေတဲ့အကြောင်းပြောပြပါတယ်။အဲ့ဒီစာဟာမာရီယိုမမိနေတဲ့ဒန်နီယယ်နဲ့မတူဘဲအရင်စိတ်တကြနေတဲ့ပုံပေါ်ပါတယ်။စာရီပေးပို့ပြီးပြန်တွေ့တဲ့အခါသူတို့ရဲ့အတိတ်သူတို့ရဲ့အဖြစ်တွေနဲ့သူတို့မိသားစုရဲ့အမှောင်ဆုံးလျှို့ဝှက်ချက်တွေကိုရင်ဆိုင်ဖို့ဥတည်သွားစေမယ့်စုံစမ်းစစ်ဆေးမှုတစ်ခုရဲ့အစဖြစ်လာပါတယ်။ဒါဟာသစ္စာဖောက်ခြင်း ဆုံးရှုံးခြင်းနဲ့လွမြောက်ခြင်းကိုရှာဖွေတဲ့ဇလတ်တစ်ခုကိုဖန်တီးပေးပါတယ်။လူငယ်ဘဝရဲ့တိကံကောလိတက်နေတဲ့အချိန်မှာမာရီယိုဒန်နီယယ်နဲ့ကာမင်တို့ဟာချစ်ချင်းတစ္ဆာဖောက်ခြင်းတွေနဲ့ပြည့်နှက်နေတဲ့အခြေရေးတိကံတစ်ခုကိုတိဆောက်ခဲ့ကြပါတယ်။ကာမင်ကိုအယမ်းချစ်တဲ့ဒန်နီယယ်ဟာမာရီယိုနဲ့ကာမင်တို့ဖောက်ပြန်တဲ့အခါစိတ်တကြဆင်းသွားပါတယ်။မာရီယိုနဲ့ကာမင်တို့ရဲ့ဆက်ဆံရေးဟာလှုပ်ဝက်စွာဖြစ်ပေါ်လာပြီ ဒန်နီယယ်ဟာစိတ်ကြယောဂါနဲ့နစ်မြုပ်သွားပါတယ်။ကာမင်ကဒန်နီယယ်နဲ့မပြတ်နိုင်သလိုမာရီယိုကလည်းသူ့အပြစ်တွေကြောင့်ရုတ်တရက်လမ်းခွဲလိုက်ကြပါတယ်။မာရီယိုဟာပြောက်ွယ်သွားပြီးကာမင်ကနိုင်ငံခြားကိုထွက်သွားကဒန်နီယယ်မှာတော့ခြေကွဲဝန်းနေစွာကြံ့ရင်ခဲ့ပါတယ်။ဒီအဖြစ်ပြက်ဟာဆုံးရှုံးမှုတွေနဲ့တိတ်ဆိတ်မှုတွေရဲ့အစဖြစ်ပြီးသူတို့သုံးယောက်ရဲ့ဘဝတွေကိုထာဝရထိခိုက်စေကအဖြစ်မရသေးတဲ့မိကွန်းတွေနဲ့ကိုင်းနေတဲ့အနာတွေကိုခြံထားခဲ့ပါတယ်။ကာမင်ထွက်ပြေးခြင်းနဲ့ အဆုံးမဲ့ခြင်းကာမီအန်ဒရူးဟာလမ်းကွဲပြီးနောက်မှာခီးသွားဘဝနဲ့ကိုကိုကို ဖြစ်စည်းတဲ့ဘဝကိုစတင်ခဲ့ပါတယ်။သူဟာကန္နာယရှုခင်းတွေကိုတပ်ပုံရိုက်တဲ့သူဖြစ်လာပြီးမူရစ်စေဝါတွေတုံးကဘာသာရေးဖွဲ့စည်းတွေနဲ့ပူပေါင်းပြီးရှင်တန်ဖို့အတွက်ညဉ့်ညံ့ရုပ်ပုံစံပေတွေနဲ့ပါဝင်ပတ်သက်ခဲ့ပါတယ်။သူ့ရဲ့ခန္ဓာကိုယ်ပုံမှာမာရီယိုနဲ့ဒန်နီယယ်တို့နဲ့ပတ်သက်တဲ့သူ့ရဲ့အထုပ်ပတိတွေကိုပြောပြတဲ့တတူတွေနဲ့ပြည့်နှက်နေပါတယ်။ ကာမေဟာတက်ကဆက်ပြည်နယ်မှာကာမတော်တဆမှုတစ်ခုကြောင့်တေဆုံးသွားပြီးသူ့ရဲ့ကံကြမ္မာဆိုးကိုအဆုံးသတ်စေခဲ့ပါတယ်။သူ့ရဲ့ဘဝဟာအတိတ်တွေကိုအမြဲတမ်းရှာဖွေနေပြီးဘယ်အရာနဲ့မှမတက်ဆိုင်တော့ပါဘူး။ကာမေဟာအထီးကျဆန်းခြင်းပုံကန်ခြင်းနဲ့စိတ်ပြတ်အားငယ်ခြင်းတွေနဲ့ပြည့်နှက်နေတဲ့မျိုးဆက်တစ်ခုရဲ့ခံစားချက်တွေကိုကိုးစားပြုပါတယ်။ဆုံးရှုံးသွားသောသား ဒန်နီယယ်ကမာရီယိုကိုကာမင်မာမာရီယိုရဲ့သားမာရီယိုအလုံးစုစုပြီးသူ့ကိုဘယ်တော့မှမပြောခဲ့ဘူးလို့ပြောပြပါတယ်။အမေရိကန်မှာကြီးပြင်းလာတဲ့ကလေးဟာအသက်ခုနှစ်နှစ်မှာကင်ဆာရောဂါနဲ့သေဆုံးသွားပြီးကာမင်ကို ပြန်မကောင်းနိုင်တော့တဲ့စိတ်တကြဆင်းမှုတွေကိုရောက်သွားစေခဲ့ပါတယ်။ဒီသတင်းဟာမာရီယိုကိုပြင်းထန်စွာထိခိုက်စေပြီးသူကိုယ်တိုင်မသိခဲ့တဲ့အဖြစ်တစ်ယောက်ဖြစ်ခဲ့ရတဲ့အပေါ်နဲ့မသိစိတ်ကနေအပြစ်ရှိတယ်လို့ခံစားနေရတဲ့အပေါ်ရင်ဆိုင်စေခဲ့ပါတယ်။ အလွန်ဆိုရဲ့တည်ဆုံမှုဟာကာမရဲ့နာကျင်မှုရဲ့ဗဟုချက်ဖြစ်ပြီးငရဲတို့ဆင်းသက်ခြင်းရဲ့အစလည်းဖြစ်ပါတယ်။ဒန်နီရဲ့အတွက်ကတော့ဒီထုတ်ဖော်မှုဟာနာကျင်စရာတစ်ခုပါပဲ။သူဟာကာမရဲ့ခံစားနေရတာတွေကိုမျက်မြင်တွေ့ခဲ့ပြီးကာမင်ကိုဖြစ်စေသူ့ဘဝကိုပြန်လည်တည်ဆောက်ဖို့ကိုဖြစ်စေမတတ်နိုင်ခဲ့ပါဘူး။ဆုံးရှုံးသွားတဲ့သားဟာလွတ်မြောက်ဖို့မဖြစ်နိုင်ခြင်းနဲ့မျိုးဆက်တွေကြားထဲကဝမ်းနဲ့ကြည်ကွေးမှုတွေကိုတည်ဆောက်ပေးနေခြင်းရဲ့တင်ကြက်တစ်ခုပါပဲ။တတူးများနဲ့ကနာရများ ကာမင်ရဲ့တတူးတွေဟာသူ့ရဲ့ဘဝနဲ့သူ့ကိုမှတ်မိစေခဲ့တဲ့အမျိုးသားတွေအကြောင်းကိုဖော်ပြထားပါတယ်။သူ့ရဲ့အသားရေပုံမှာဒနာယီလာတင်ဒေတာတွေ၊လင်ဂါရီမာရီယိုနဲ့ဒန်နီယယ်ရဲ့ပုံရိပ်တွေနဲ့စာပေဆိုင်ရာကူကားတွေတွဲလျက်ရှိနေပါတယ်။သူ့ရဲ့တပ်ပုံတွေထဲကအဓိကအကြောင်းအရာဖြစ်တဲ့ကန္နာယဟာသူ့ရဲ့အတွင်စိတ်ပလနဲ့တားမရှိခြင်းရဲ့တင်ဒေတာတစ်ခုပါပဲ။ကာမင်ဟာပြစ်ဆုပ်ပံကူပဲအာယုံဆိုင်ပြီးအနာဂတ်နဲ့မိခင်ဘဝကိုညှင်းပယ်ကအမြဲတမ်းခီးသွားနေတာကြောင့် မအိုနိုင်တော့တဲ့ပုံရိပ်တစ်ခုလိုဖြစ်နေပါတယ်။သူ့ရဲ့အမှုပညာနဲ့ခန္ဓာကိုယ်ဟာအတိတ်ပဲနဲ့လွတ်လပ်မှုကိုအမြဲတမ်းရှာဖွေနေတဲ့ဘဝတစ်ခုရဲ့တည်တည်တစ်ခုပါပဲ။မိခင်နောက်ွယ်ကဒန်နီယယ်ဒန်နီယယ်ရဲ့အမေအဲလီရှာဟာထူးဆန်းစွာပျောက်ဆုံးသွားပြီးသူ့သားကိုဂိုကိုတာမျိုးအနှံ့မှာစိတ်ပြားအငယ်စွာရှာဖွေစေခဲ့ပါတယ်။ဒန်နီယယ်ဟာဆင်းရဲသားရက်ွက်တွေကိုလှည့်လည်သွားလာပြီး သူ့အဖေရဲ့ဂယုမဆိုင်မှုတွေကိုရင်ဆိုင်ကနိုင်ငံရဲ့လူမှုရေးခြေအနေနဲ့နစ်မြုပ်သွားပါတယ်။အဲလီရှာမရှိတော့တာကသူ့ကိုတခြားသူတွေရဲ့နာကျင်မှုတွေနဲ့ချိတ်ဆက်ပေးပြီးသူ့ရဲ့ကိုယ်ပိုင်ဝိသေသလက္ခဏာနဲ့အခွင့်အရေးတွေကိုမေးမှုထုတ်ဖို့ဖြစ်လာပါတယ်။မေးကိုရှာဖွေခြင်းဟာသူ့ကိုယ်သူရှာဖွေခြင်းလည်းဖြစ်ပြီးအကြမ်းဖက်မှုမတရားမှုနဲ့အထူးကြံစည်မှုတွေကိုရင်ဆိုင်ဖို့အတင်းကြပ်ခိုင်းစေတဲ့တလေတစ်ခုပါပဲ။အဲလီရှာရဲ့ခြံထားခဲ့တဲ့လက်ဟာမှုဟာဒန်နီယယ်ရဲ့ပြောင်းလဲခြင်းရဲ့တွန်းအားတစ်ခုဖြစ်ပြီးသူ့ကိုလွတ်မြောက်ခြင်းကိုရှာဖွေဖို့ဝိညာဉ်ရေးနဲ့ နိုင်ငံရေးလမ်းကြောင်းတွေကိုစူးစမ်းလေ့လာဖို့ဦးတည်သွားစေပါတယ်။ဖခင်နဲ့တူဤအရေးများဒန်နီယယ်ရဲ့အဖေကကိန်းဟာဂျာမန်လူမျိုးဖြစ်ပြီးလူဝတ်ဘဝရှိတဲ့အတွက်အေးဆက်ပြီးအကျန်းဖတ်တတ်ကလူဝတ်ဆန်းကျယ်တဲ့လူတစ်ယောက်ပါ။ဒန်နီယယ်ဟာသူ့အဖေရဲ့လိင်လူဆက်ဆံမှုကိုဖုံးကွယ်ထားပြီးလိင်ပိုင်းဆိုင်ရာအလေးအကျင့်တွေနဲ့မှောက်မိုက်တဲ့စီးပွားရေးလုပ်ငန်းတွေမှာပါဝင်ပတ်သက်နေတာကိုတွေ့ရှိခဲ့ပါတယ်။အဖေနဲ့တာကြားကဆက်ဆံရေးဟာအမုန်းတရား မထီမဲ့မြင်ပြုခြင်းနဲ့တန်တရားတွေနဲ့ပြည့်နှက်နေပါတယ်။ဒန်နီယယ်ဟာသူ့ဖေရဲ့တိတ်ကိုစုံစမ်းစစ်ဆေးတဲ့အခါနာဇီဝါဒနဲ့စစ်ရာဇဝတ်မှုတွေနဲ့ဆက်နွယ်နေတာကိုတွေ့ရှိခဲ့ပါတယ်။ကဲရဲ့ပုံရိပ်ဟာတာမန်လူတွေရဲ့ဆိုးရုံမှုနဲ့နောက်မျိုးဆက်တွေကို၆လက်နေတဲ့မောင်မိုက်တဲ့အမွေနှစ်တွေကိုပုံဖော်ထားပါတယ်။သူ့ရဲ့ရှိနေခြင်းဟာဒန်နီယယ်ရဲ့ကံကြမ္မာကိုညဉ့်ဉန်းစေပြီးဆုံးဖြတ်ပေးကတာဝန်ယူမှုနဲ့ဆိုးရုံမှုရဲ့အမွေနှစ်အပေါ်မေးခွန်းထုတ်ဖို့ဖြစ်လာပါတယ်။ တွေးရထုတ်ဖော်မှုများဒန်နီယယ်ဟာဂျာမနီကိုခီးသွားပြီးသူ့ဝမ်းကွဲအမဆာရာစီကနေသူ့အဖေရဲ့အစ်စ်အမတ်နာမည်ကအော်ရှာဝစ်မှာ မန်ဂယ်လီရဲ့လက်ထောက်ကလော့ဇင်မာမန်ဆိုတာကိုတွေ့ရှိခဲ့ပါတယ်ဇင်မာမန်ဟာစိတ်ပိုင်းဆိုင်ရာစံတတ်မှုတွေနဲ့အချင်းစခန်းမှာရာဇဝမှုကျူးလွန်တဲ့တာဝန်ရှိသူဖြစ်ပြီးကိုလံဘီယာကိုနာမည်လိမ်နဲ့ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်ဒီထုတ်ဖော်မှုဟာဒန်နီယယ်အတွက်အင်မတန်ဆိုးရွားလာပြီး သူငွေဆက်ခံခဲ့တဲ့ကြောက်မဖွယ်ကောင်းမှုကိုနားလည်ကဒီမျိုးမျိုးနဲ့အဆက်ဖြတ်ဖို့လိုအပ်နေတာကိုသိရှိခဲ့ပါတယ်။ဇင်မာမန်ရဲ့ဇလန်ဟာအမေရိကတိုက်မှာဘလို့ဖုံးကွယ်ပြီးအောင်မြင်ခဲ့ကအကြမ်းဖက်မှုနဲ့ရာဇဝတ်မှုတွေကိုမျက်နှာဖုံးတစ်တွေအောက်မှာဘလို့ဆက်လက်ကျူးလွန်ခဲ့တယ်ဆိုတာကိုပြသထားပါတယ်။ဒန်နီယယ်ဟာသူ့ရဲ့ကိုပိုင်သွေးသားကို ရင်ဆိုင်ရမယ်ဆိုရင်တောင်ရှုတ်ချဖို့နဲ့တရားမျှတမှုကိုရှာဖွေဖို့အတွက်ရည်ရွယ်ထားပါတယ်။အော်ရှာဝစ်ရဲ့အမွေနှစ် ဇင်မာမန်ရဲ့စိတ်ပိုင်းဆိုင်ရာလှည့်ဖြားမှုနဲ့နာခံမှုအပေါ်အာရုံစိုက်ထားတဲ့အော်ရှာဝစ်မှာပြုလုပ်ခဲ့တဲ့စံတမှုတွေဟာလက်တင်အမေရိကမှာထပ်တူပြုလုပ်မဲ့ကြောက်မတ်ဖွယ်ရာတွေကိုကြိုတင်ခန့်မှန်းထားပါတယ်။ဒီတိုက်ကြီးဟာစစ်ရာဇဝတ်ကောင်တွေရဲ့ခိုးလုံရာဖြစ်လာပြီးသူတို့ရဲ့အလေးအကျင့်တွေကိုပုံစံအစ်စ်တွေနဲ့ဆက်လက်လှုပ်ဆောင်နေပါတယ်။ဆိုးရုံမှုရဲ့တာမန်ဖြစ်ခြင်းမျက်စိမိတ်နာခံခြင်းနဲ့အကြမ်းဖက်မှုတွေပြန်လည်ထုတ်လုပ်နိုင်စွာရှိခြင်းတွေဟာဘ ਹੁ အကြောင်းအရာတွေဖြစ်ပါတယ်။ မာရီယိုနဲ့ဒန်နီယယ်တို့ရဲ့စုံစမ်းစစ်ဆေးမှုတွေကဥရောပရဲ့တိတ်ဟာလက်တင်အမေရိကရဲ့သမိုင်းမှာဘလို့ဆွေးမြုံနေတာလူမှုရေးနဲ့နိုင်ငံရေးဆိုင်ရာဖွဲ့စည်းပုံတွေကိုညဉ့်ညံ့စေတယ်ဆိုတာကိုဖော်ပြပါတယ်။အော်ရှဝစ်ရဲ့အမွေနှစ်ဟာယဉ်ကျေးမှုရဲ့ပျက်စီးလွယ်မှုနဲ့ကြောက်မက်ဖွယ်ရာတွေဟာတခြားမျက်နှာတွေအောက်မှာဘလောက်လွယ်လွယ်ကူကူပြန်လည်မွေးဖွားနိုင်တယ်ဆိုတဲ့သတိပေးချက်တစ်ခုပါပဲ။အမေရိကဘီလူးများ၏ခိုလုံရာလက်တင်အမေရိကနဲ့အထူးသဖြင့် ကိုလံဘီယာဟာဒုတိယကမ္ဘာစစ်ပြီးမှနာဇီရဲခိုးလုံရဖြစ်လာပါတယ်။ဒီစာအုပ်ဟာအာနာရှင်စနစ်တွေလူဝက်အသင်းအဖွဲ့တွေအယူတည်တဲ့ဒလိတွေနဲ့မန်ဂယ်လီနဲ့အိုက်ကမန်တို့လိုရာဇဝတ်ကောင်တွေရဲ့ရှိနေခြင်းကြားကဆက်သွယ်မှုတွေကိုစူးစမ်းလေ့လာထားပါတယ်။ခေါင်းဆောင်မျိုးဆက်သစ်တွေကိုမွေးထုတ်ဖို့အတွက်ဂိုယာကာမာမျိုးပွားချင်းဆိုင်ရာစံတတ်မှုတွေနဲ့ဒလိတွေထုတ်ဖော်ပြသထားပါတယ်။ဒီတိုက်ကြီးကိုအာနာနဲ့အကြမ်းဖက်မှုဆိုင်ရာတခွဲကတစ်ခုအဖြစ်တင်ပြထားပြီး ဥရောပရဲ့အတိတ်ဟာပြန်လည်ဆန်းသစ်လာကာထာဝရတည်မြဲနေပါတယ်။မာရီယိုရဲ့စုံစမ်းစစ်ဆေးမှုနဲ့ပူးပေါင်းကြံစည်မှုဆိုင်ရာကျွမ်းကျင်သူတွေနဲ့ဆက်သွယ်မှုတွေဟာလက်တင်အမေရိကရဲ့အကြမ်းဖက်မှုနဲ့ရှုပ်ထွေးမှုရဲ့တစိ့တစ်ပိုင်းကို ရှင်းပြပေးတဲ့ပူးပေါင်းကြံစည်မှုတွေနဲ့တိတ်ဆိတ်မှုတွေကိုဖော်ထုတ်ပေးပါတယ်။နာခံမှုဆိုင်ရာစံတတ်မှုများစာအုပ်ဟာတာမလူတွေဟာဘလို့အခြေအနေမျိုးတွေအောက်မှာရက်ဆက်သူတွေဖြစ်လာနိုင်တယ်ဆိုတာကိုပြသထားတဲ့နှာခမ်းမှုနဲ့ ဆိုးရုံမှုရဲ့တာမန်ဖြစ်ခြင်းအပေါ်မီဂရန်နဲ့ဇင်မာတိုတို့ရဲ့ဆန်သက်မှုတွေတဲ့ကိုနက်နက်ဆိုင်ဆိုင်ဝင်ရောက်လေ့လာထားပါတယ်။ဇင်မာမန်ရဲ့ဇလန်နဲ့အော်ရှာဝစ်မှာပြုလုပ်ခဲ့တဲ့ဆန်သက်မှုတွေဟာအကြမ်းဖက်မှုနဲ့ရက်စက်မှုတွေဟာထူးခြားတဲ့အရာတွေမဟုတ်ပဲလူတိုင်းမှာဖြစ်နိုင်ခြေရှိတယ်ဆိုတာကိုသက်သေပြနေပါတယ်။တဦးချင်းစီရဲ့တာဝန်ယူမှုနာခံမှုမရှိခြင်းရဲ့ကောင်းမြတ်မှုနဲ့ကြောက်မက်ဖွယ်ရာတွေဟာဘလောက်လွယ်လွယ်ကူကူဖွဲ့စည်းတခုဖြစ်လာနိုင်တယ်ဆိုတဲ့အပေါ်စင်ကျင်တုံးသက်ခြင်းတွေဟာအဓိကအကြောင်းအရာတွေဖြစ်ပါတယ်။ ဆိုးရုံမှုဟာဘီလူးတွေရဲ့အမွေနဲ့မဟုတ်ဘဲစောင့်ကြည့်မှုနဲ့သတိရှိမှုလိုအပ်တဲ့လူသားတွေရဲ့အလားအလာတစ်ခုသာဖြစ်ပါတယ်။ဘိုးရာကာမာ ပြုလုပ်တဲ့ဒလေဘိုးရာကာမာပြည်နေခံကောင်းဆောင်တွေဟာရွေးချက်ခံထားရတဲ့လူငယ်တွေကိုမျိုးအောင်စေခြင်းအဖြစ်သူတို့ရဲ့မျိုးရိုးကိုထာဝရတည်မြဲအောင်ရှာဖွေတဲ့နာစီဒလေတစ်ခုကိုဖော်ပြထားပါတယ်။ဒီဇလန်ဟာအယူသီးမှုတိတ်ပံပညာနဲ့နိုင်ငံရေးတွေကိုရောနှောထားပြီး လူမျိုးရေးစစ်မှန်မှုနဲ့ကံကြမ္မာကိုထိန်းချုပ်ဖို့အတွက်ဆွဲလန်းနေတာကိုပြသထားပါတယ်။ဒီဒလိဟာအာနာလွဲပြောင်းခြင်းနဲ့အာနာရှင်ဝါဒရဲ့ထာဝရတည်မြဲမှုကိုပုံစံအစ်စ်တွေနဲ့ပြသထားပါတယ်။လက်တင်အမေရိကကိုလူမှုရေးနဲ့ဇီဝပေဒါဆိုင်ရာစံတတ်မှုတွေအတွက်မျိုးစားကောင်းတဲ့နယ်မြေတစ်ခုအဖြစ်တင်ပြထားပြီးအတိတ်နဲ့အနာဂတ်ဟာအကြမ်းဖက်မှုနဲ့အယူသီးမှုတွေရဲ့လက်ပတ်နေတဲ့ပုံစံတစ်ခုထဲမှာချိတ်ဆက်နေပါတယ်။ဒီအခန်းဟာပြင်းထန်တဲ့ယုံကြည်ချက်တွေနဲ့ လူအသက်ကိုလှည့်ထားခြင်းရဲ့အနေရတွေပေါ်သတိပေးချက်တစ်ခုပါပဲဘိုကိုတာရှိ နော့စထရာဒူမာရီယိုဟာစုံထောက်ဖရက်မိုလင်နာရဲ့အကူအညီနဲ့ဘိုကိုတာမှာရှိတဲ့ကကိန်းစင်မာမန်ရဲ့လက်ရှိဘဝကိုစုံစမ်းစစ်ဆေးပါတယ်။ရာဇဝတ်မှုတွေလက်နက်ကုန်ကူးမှုတွေနဲ့အကြမ်းဖက်လိမ်ပိုင်းဆိုင်ရာအလေးချင်းတွေမှာပါဝင်ပတ်သက်နေတာကိုတွေ့ရှိခဲ့ပါတယ်။ကိရဲ့ပုံရိပ်ဟာခစ်တနော့စထရာဒူတူရဲ့ပုံရိပ်ဖြစ်ပြီး ူတပားရဲ့နာကျင်မှုနဲ့ပြစ်ဒဏ်ကင်းလို့ခွင့်ကိုအပြည့်ရင်အသက်ရှင်နေတဲ့သွေးဆုပ်ဖုတ်ကောင်တကောင်နဲ့တူပါတယ်။မတိတဲ့လူတွေရဲ့လက်ချက်နဲ့အကြမ်းဖက်စွာတည်ဆုံခြင်းဟာကြောက်မက်ဖွယ်ရာစုံဝတ်တစ်ခုကိုအဆုံးသတ်စေပေမဲ့တရားမျှတမှုနဲ့ပညာအပေါ်မေးခွန်းတွေပွင့်နေပါစေ။ဒီအခန်းဟာဆိုးရွားမှုရဲ့ထာဝရတည်မြဲမှုဖယ်ရှားဖို့ခက်ခဲမှုနဲ့ကိုပိုင်နဲ့စူပေါင်းရဲတွေနဲ့ဆင်းသက်ဖို့ဖြစ်လာရင်တော့ရင်ဆိုင်ဖို့လိုရဲဆိုတဲ့အပေါ်စင်ကျင်သုံးသပ်ထားပါတယ်။စုံထောက်နဲ့အမှန်တရား စုံထောက်တဲ့သတင်းထောက်ဟောင်းဖရက်မိုလင်နာဟာဇင်မာမန်အကြောင်းအမှန်တရားကို ဖော်ထုတ်ဖို့မာရီယိုကိုကူညီပေးပါတယ်။စုံစမ်းစစ်ဆေးမှုအရာရာဇဝတ်ကောင်တွေရဲ့ပြစ်ဒဏ်ကင်းလုခွင့်အဖွဲ့အစည်းတွေရဲ့ပူးပေါင်းကြံစည်မှုနဲ့တရားမျှတမှုဖော်ဆောင်ဖို့ခက်ခဲမှုတွေကိုဖော်ပြထားပါတယ်။ဒန်နီယယ်တေဆုံးခြင်းသူ့မိသားစုရဲ့ပါဝင်ဖို့ငင်းဆန်ခြင်းနဲ့မာရီယိုရဲ့အထီးကျန်ဆန်ခြင်းတွေဟာအမွေဆက်ခံထားတဲ့ကြောက်မက်ဖွယ်ရာတွေအပေါ်အင်အားမရှိတာကိုအလေးပေးဖော်ပြထားပါတယ်။ စုံထောက်ဟာတခြားသူတွေတိတ်ဆိတ်နေဖို့ရွေးချယ်တဲ့နေရာတွေကိုကြည်ရဲတဲ့မတက်မတာတက်တဲ့တူဦးရဲ့ပုံရိပ်ကိုပုံဖော်ထားပါတယ်။ဒီအခန်းဟာကျင့်ဝတ်ဆိုင်ရာခုခံမှုနဲ့အမှန်တရားဟာခန္ဓာရင်မရှိဘူးဆိုရင်တော့ပြောပြဖို့လိုရဲဆိုတဲ့ဂုဏ်ပြုခြင်းတစ်ခုပါပဲ။ဒန်နီယယ်ဤတည်ဆုံးခြင်းဒန်နီယယ်ဟာကင်ဆာရောဂါနဲ့တည်ဆုံးသွားပြီးရှာဖွေတွေ့ရှိခဲ့တဲ့ကြောက်မဖွယ်ရအမွေအနှစ်ကိုမလုပ်ရမလဲဆိုတာဆုံးဖြတ်ဖို့မာရီယိုကိုတာဝန်ပေးခဲ့ပါတယ်။ ဒန်နီယယ်ရဲ့ဇနီးကသူ့သားတွေကိုမပါဝင်စေဖို့တောင်းဆိုပြီးပုဂ္ဂလိကနဲ့အများပိုင်ကြကနယ်နိမိတ်ကိုမှတ်သားထားပါတယ်။မာရီယိုဟာတမိုင်းကတူးချင်းစီထက်ကျော်လွန်ပြီးလူသားမျိုးနွယ်နဲ့သက်ဆိုင်နေဆိုတာသတိပြုမိပြီးရှုတ်ချခြင်းနဲ့မျက်ညံရဲ့အခက်ခဲကိုရင်ဆိုင်ခဲ့ရပါတယ်။ဒန်နီယယ်ရဲ့တည်ဆုံမှုဟာရှာဖွေခြင်း၊နာကျင်ခြင်းနဲ့လွတ်မြောက်ခြင်းဆက်ဝန်းတစ်ခုရဲ့အဆုံးသတ်ဖြစ်ပေမဲ့မာရီယိုတို့ကတော့အတိတ်ရဲ့အလေးချိန်ကိုဘယ်လိုရင်ဆိုင်ရမလဲဆိုတာကိုဆုံးဖြတ်ရမယ့်အထူးကျဆန်းမှုနဲ့ စင်ကျင်သုံးသပ်မှုအတိတ်တစ်ခုရဲ့အစလည်းဖြစ်ပါတယ်မျိုးရိုး၏အဆုံးသက်စင်မာမန်ကိန်းနဲ့အဓိကစက်ကောင်တွေရဲ့အကြမ်းဖက်တိုက်စုံမှုဟာရာဇဝတ်မှုနဲ့ပြစ်ဒဏ်ကင်းလွတ်ခွင့်တွေနဲ့မှတ်သားထားတဲ့မျိုးရိုးတစ်ခုရဲ့အဆုံးသက်ကိုပုံဖော်ထားပါတယ်ကံကြမ္မာကိုတောင်းဆိုဖို့ဒါမှမဟုတ်မှတ်ဉာဏ်ကိုထာဝရတည်မြဲအောင်လုပ်ဖို့ဆန္ဒရှိတဲ့အမွေခံမရှိရင်ဘီလူးဟာနာမည်မသိပဲပြတ်ကွယ်သွားပါတယ် ။တက်တေနဲ့ဇက်ကြောင်ပြောသူမာရီယိုဟာမှတ်တမ်းတွေကိုမရှုပြီးလက်စားချေမှုကိုဆွလွချင်းအဖြစ်ဇလန်းကိုပိတ်ဖို့တာဝန်ယူပါတယ်။ဒီအခန်းဟာအတိတ်နဲ့အဆက်ဖြတ်ဖို့စိုးရုံမှုကိုမောက်မွေဆက်ခံမှုနဲ့ကျူးလွန်ခဲ့တဲ့ကြောက်မက်ဖွယ်ရာတွေကိုအတိမပြုပြီး ရှုတ်ချခြင်းတွေကနေပုံစံအစ်တစ်ခုကိုတိဆောက်ဖို့ဖြစ်နိုင်ခြေပေါ်တရားထိုင်ဆင်ခြင်းတစ်ခုပါပဲ။ကဘာပြတ်မှတ်တမ်းစာအုပ်ဟာယဉ်ကျေးမှုရဲ့ပြိုလဲမှုကိုခံမှန်းထားပြီး အဆုံးသတ်အတွက်ပြင်ဆင်ဖို့လိုတယ်ဆိုတဲ့ကဘာပြတ်မှတ်တမ်းနဲ့အဆုံးသတ်ထားပါတယ်ခိတိကယောဂါတွေကိုစီရင်ပြုစုထားပါတယ်စိတ်တက်ကြခြင်းအကြံဖတ်မှုကူးဆက်ယောဂါများတဘာဝဘေးအန္တရာယ်များနဲ့စစ်ပွဲများပါဝင်ပါတယ်အထီးကျန်ဆန်ပြီးကြီးလင်းပြတ်သားတဲ့စကြောင်းပြောသူကအချိန်ရဲ့လှစ်ပတ်မှုနဲ့ကဆိုးရဲ့ရှောင်လွှဲမရနိုင်မှုအကြောင်းသတိပေးထားပါတယ်ဒါပေမဲ့သူကနှိတ်ချပြီးပျက်စီးလွယ်မှုကိုသတိပြုမိတဲ့လူသားမျိုးနဲ့တတခုရဲ့ပြန်လည်မွေးဖွားလာနိုင်ခြေကိုလည်းမြင်တွေ့ခဲ့ပါတယ် ဒီမှတ်တမ်းဟာခန္ဓာရရှိခြင်းရဲ့တသက်တခုဖြစ်ပြီးစောင့်ကြည့်ဖို့နဲ့ရှုပ်ထွေးမှုတွေကြားထဲမှာအဓိပ္ပာယ်ကိုပြန်လည်တိဆောက်ဖို့ဖိတ်ခေါ်ခြင်းတခုပါပဲမာရီယိုမန်ဒိုဇာရဲ့ကဘာကုံဆုံးခြင်းမှတ်တမ်းစာအုပ်ဟာဆိုးရုံမှုရဲ့အမွေနဲ့တဦးချင်းစီနဲ့စူပေါင်းတာဝန်ယူမှုနဲ့ယဉ်ကျေးမှုရဲ့ပျက်စီးလွယ်မှုအပေါ်နက်နက်ရှိုင်းရှိုင်းဆင်ခြင်သုံးသပ်ထားတဲ့စာအုပ်တော့ပါဒီစာအုပ်ကမိတ်ဆွေတို့ကိုအတွေးတွေအများကြီးပေးနိုင်တဲ့အတွက်ဖတ်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်